1948ခုနှစ်ဇန်နဝါရီလ15ရက်နေ့မနက်အစောပိုင်း Los Angeles မြို့ Lemmer Park ရပ်ကွက်ဟာဆိုရင်အတော်တန်ဝန်တိတ်ဆိတ်ပြီးတော့စီဗင်းနဲ့ရပ်ကွက်လေးတစ်ခုဖြစ်တယ်ပေါ့နော်ဒီမနက်ခင်းအစောပိုင်းမှာမနက်7:00နာရီခန့်ပေါ့နော်ဒီမနက်7:00နာရီခန့်မှာ Betty Bersinger ဆိုတဲ့မျိုးသမီးတူကသူ့ရဲ့သမီးလေးနဲ့အတူတူတွန်းလှဲလှဲတွန်းလှဲတွန်းပြီးတော့လမ်းလျှောက်နေခဲ့ပေါ့နော် သူလမ်းလျှောက်နေတဲ့လမ်းရဲ့ဘေးမြေကွက်လက်မှာဒီအဖြူရောင်မန်နီကွင်းညုတ်တစ်ခုသူတွေ့ခဲ့ဘာလို့သူတို့ကမန်နီကွင်းညုတ်ဆိုတာကကြတော့ဒီအာကျွန်တော်တို့ဒီအင်ကြီးဆိုင်နေ fashion ဆိုင်နေမှာအယုတ်အယုတ်လူယုတ်ကြီးနေအဲ့လူယုတ်ကြီးကိုမှအင်ကြီးဝတ်ပေးထားတာပါညာရှယ်အဲ့အယုတ်သူကဒီမြေကွက်လက်ကြီးမှာဒီအယုံကြီးကိုပစ်ထားရလို့သူကထင်တာဘာလို့လဲဆိုတော့အဲ့ဒီအယုံကြီးကတော့ပြောရရင်ဒီလို ိုခေါင်းတစ်ပိုင်းဒီလိုကြီးကျိုးနေရဲ့ရုပ်ကြီးပေါ့နော်မလို့လဲဆိုခါနေခနာကိုဘောပိုင်းရံတက်တက်ကျင်းနေအောက်ပိုင်းရအဲတပေခန့်မှာနောက်ထပ်အောက်ပိုင်းရံတက်တက်အဲ့တော့ဘာဖြစ်အဝေးရကြည့်ရင်ကွာဖြူဖြူကြီးနဲ့အဲဒီလိုကြီးကျိုးနေရဆိုကျိုးနေရမနစ်ခွင်းနဲ့ရုပ်ကြီးလို့ပဲသူရထင်လိုက်တာဒါပေမဲ့သူတို့ဒီဟာကြီးကိုအနည်းငယ်ကြည့်လိုက်တဲ့အချိန်မှာဒါက ကျိုးနေတဲ့ plastic ရုံမဟုတ်ဘဲနဲ့အမျိုးသမီးတယောက်ရဲ့အလောင်းဖြစ်နေခဲ့။ဒီလောင်းကဆိုရင်လုံးဝဖြူဆုပ်ပြီးတော့လေသူ့ရည်လည်းလုံးဝမရှိတော့တဲ့ဖြင့်ခုနကကျိုးနေတဲ့အယုံလိုသဘောတိုင်းပဲသူကခါးကနေဖြတ်တောက်ထားတာ။ခါးနဲ့ခနာကိုအပေါ်ပိုင်းကတတ်တတ်ခနာကိုအောက်ပိုင်းကနောက်ထပ်တပေခန့်กว่ามาတတ်တတ်ဖြစ်နေခဲ့အောင်ပေါ့နော်။ ပြီးတော့ဖြတ်တောက်ထားတဲ့ပုံစံတော်တော်လေးကိုတီတီချာချာတီတီရဲရဲဖြတ်တောက်ထားတာမျိုးအဲ့တော့ရဲရင်ပေါ်တော့ဒီ LAPD ရဲတပ်ဖွဲ့ကအခင်းဖြစ်ပေါ်တဲ့နေရာကိုရောက်လာတဲ့အချိန်မှာသူတို့ရဲ့စုံနောက်တတန်းမှာတက္ကမအောင်မမြင်မှုတဲ့ထိတ်လန့်ကြောက်လန့်ပွဲရအမြင်ကြီးတို့ကိုသူတို့တွေ့လိုက်ရတာပဲ။ ဒီအလောင်းရဲ့ပုံစံဟာဆိုရင်ခုနပြောထားသလိုပဲခန္ဓာကိုယ်နှစ်ချမ်းချမ်းသာရဲ့ချမ်းသာရဲ့ပုံစံလုံးဝတိတိကျကျတေတေချာချာကိုချမ်းသာတာအဲ့ပြင်ခန္ဓာကိုယ်မှာတွေးလုံးဝမရှိဘူးတွေးတဆမ်းမှမရှိတော့တဲ့အပြင်ဒီမျက်နှာပေါ့ဒီမျိုးသမီးရဲ့မျက်နှာမှာဆိုရင်ဒီ glass goes ဒီ glass goes my ပုံစံမျိုးလောက်ထားရဲ့ပေါ့နော်အဲ့ဒါကဒီချဲထားပေါ့နော်ဒီလားဗဇက်ကြီးကို ီပါဇက်ကနေပြီးတော့ဒီနာကြီးအထီကိုလိုဆွဲပြီးလိုတတ်ထားတာဟိုလိုဖြဲပြီးဆွဲတတ်ထားတာဟုတ်အလောင်းကြီးကပြုံးနေတဲ့ပုံစံကြီးဖြစ်တာပေါ့နော်ဒီလားတော်တော်ကြောက်ဖို့ကောင်းနေပေါ့နော်ကျွန်တော်ကျွန်တော်ဒီအလောင်းရဲ့ပုံစံကိုတော့ဗီဒီယိုထဲမှာမထည့်တော့ဘူးဘာလို့လဲဆိုတော့အဲ့အဲ့ဟာကြီးကကျွန်တော်စိတ်ကိုနည်းနည်းလေးကတိအကောင်ဖြစ်စီရေပေါ့နော်ကျွန်တော်တခါပဲရှာကြည့်ပြီးတော့မကြည့်တော့ဘူးပေါ့နော် ခန္ဓာကိုယ်ခါးယုတ်အစစ်ကနေပြီးတော့အာယုံကျောစနစ်ဒီလုံးဝမထိခိုက်အောင်လို့ဒီတိတိကျကျတန်တန်ရှင်းရှင်းနဲ့ဖြတ်တောက်ထားတယ်အော်ရဲရဘာကိုကောက်ချက်ချလဲဆိုရင်တေးချရဲဒီဟာကိုလုံနေသူကစေပညာပိုင်းဆိုင်ရာကျွမ်းကျင်နေသူခွဲစိတ်ဆရာဝန်တယောက်ဖြစ်နိုင်မယ်လို့သူကကောက်ချက်ချနိုင်ရဲ့ဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးတဲ့မှုဝင်းဆရာဝန်တွေက တိဆုံးမင်းခဏအကြအတွင်းမှာပဲဒီမှုကင်းအစီရင်ခံတာကိုတင်ပြခဲ့ရဲ့အဲ့ထဲမှာပူပြီးတိကျတဲ့အဖြစ်ရှိခဲ့ရပေါ့နော်ဒီအမျိုးသမီးဟာဆိုရင်ဒီအလောင်းမတွင်းရှိခင်24နာရီအတွင်းဒါမှမဟုတ်48နာရီအတွင်းမှာအသေးဆုံးခဲ့တာလို့အာကောက်ချက်ချနိုင်ခဲ့။ဒါဟာပြောရရင်သူမကဇန်နဝါရီ6ရက်နေ့မှာပျောက်ဆုံးသွားပြီးတော့ဒီ6ရက်နေ့ကနေ15ရက် ချားမှာဖန်စီထိမ့်သိမ်းခံထားရတယ်ပေါ့နော်အဲ့ဒီဖန်စီထိမ့်သိမ်းခံထားရတယ်ဆိုတော့ theory ကလည်းအာမှုကင်းဆောင်ဝင်နေအတွက်အာပို့ပြီးတော့အားကောင်းတဲ့ theory တစ်ခုဖြစ်ခဲ့ရပေါ့နော်ဒေဆုံးရတဲ့အကြောင်းရင်းကိုဆောင်ဝင်င်းကရှာကြည့်ရဲ့အချိန်မှာအုံနောက်သွေးကိုစိမ်မှုကြောင့်ဒေဆုံးခဲ့ဟာလို့ယူဆခဲ့ကြရတယ်ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ပေါ်မှာတွေ့ရတဲ့ဒဏ်ရာတွေကတော့တေဆုံးပြီးနောက်ပိုင်းမှာဒီသူသမားက လုံးဝဟိုပေနံနဲ့တိုင်းထားသလိုစနစ်တကျဟိုအမှုပညာဆန်ဆန်ပေါ့စိတ်ပိုင်းဆိုင်ရာမှားယွင်းတဲ့လူတယောက်ကပြုတ်လောက်ခဲ့ရလို့သူတို့ကသတ်မှတ်ခဲ့ဒီလူတက်သမားကိုဘယ်လိုကောက်ချက်ချခဲ့လဲဆိုတော့သူကအဲဒီလူတယောက်ကိုနှိမ့်ဆန်ညှင်းပန်းပြီးတော့စိတ်ကျေနပ်မှုရှာဖွေတဲ့သူလို့လည်းကောက်ချက်ချခဲ့ပြောရရင်တချို့အမှုတွေမှာဆိုရင်ဘာဖြစ်ဒီလိုအလောင်းတွေးရှိရဲ့နေရတာက အာလူသက်သမားဒီနေရာမှာတတ်ခဲ့ရလဲဖြစ်နိုင်နေပေါ့နော်ဒါပေမဲ့ဒီမှုမှာဆိုရင်ဒီအလောင်းတွေးရှိရဲ့နေရာကအလောင်းပြည့်ယုံတတ်တဲ့နေရာပဲဘာလို့လဲဆိုတော့ဒီအလောင်းကတွေးမရှိတော့ဘူးပေါ့နော်ပြောရရင်ဒီလိုမျိုးအဲ့နေရာမှာတတ်ခဲ့ရဆိုရင်အာဘာဖြစ်ဒီနေရာအချို့မှာတွေးဆက်တွေရရှိရမယ်ဒီနီးနားတိုင်းမှာလည်းတွေးဆက်တွေမရှိသလိုဘာမှလည်းမရှိဘူးပေါ့နော် အဲ့တော့ဒီခန္ဓာကိုယ်ကိုတက်ဖြတ်ပြီးတော့တခြားလုံခြုံတဲ့နေရာတစ်ခုမှာပဲခန္ဓာကိုယ်ကို ဖြတ်တောက်ခဲ့တယ်ဒီလိုပုံစံတွေလောက်ခဲ့တယ်လို့ယူဆခဲ့ပြီးတော့အဲ့ချိန်မှာဘာဖြစ်ခဲ့လဲဆိုတော့ဒီအလောင်းတွေးရှိတဲ့နေရာဆိုရင်မြေကွက်လာပေါ့နော်ဒီမြေကွက်လာဆိုရင် အများပြည်သူသွားလာတဲ့လမ်းပေါ်မှာရှိနေတဲ့မြေကွက်လာပေါ့နော်လမ်းဘေးမှာရှိနေတဲ့မြေကွက်လာပေါ့နော်အဲ့တော့ရဲတွေကအစာပိုင်းမှာဒီနေရာကို လို့ပြောမလဲစီတာဘူဘာညာတင်မလားအဲ့လိုမျိုးဟိုင်းမှာတော်တော်လေးပေါ်ရဲ့ပေါ်ရော်ခဲ့ပြီးအဲ့ချိန်တုန်းက1948ခုနှစ်တုန်းက Los Angeles ရဲ့ဒီမီဒီယာတွေကဆိုရင်ဘယ်ပြောမလဲသူထက်ငါအပြိုင်ပေါ့နော်တည်င်းကိုရဖို့အတွက်တော်တော်လေးကိုအပြိုင်ဆိုင်များခဲ့ပေါ့နော် ဲ့တော့ဒီလိုမျိုးတင်မလားအလောင်းတစ်ခုလမ်းမကြီးဘေးမှာတော်တော်လေးကိုဆိုးရင်းဆိုးရွားတဲ့အနေအထားတစ်ခုနဲ့တွေ့ရရင်ဆိုရင်တတင်းကပေါက်သွားတာနဲ့တတင်းမိသားသမားရဲ့လုံးဝယူနှမ်းတယ်လို့မျိုးပြေးလာကြတော့တာပဲပြီးတော့အဲ့ခင်ကပြောရရင်ရဲနဲ့တတင်းထောင်းတဲ့ကအတူတူအလုံးလုံးတဲ့အလေးထားတစ်ခုရှိရပေါ့နော်ဒီလားအဲ့တော့တတင်းနောက်တွေကရဲကားနဲ့အတူအခင်းဖြစ်တဲ့နေရာကိုရောက်လာတာဒါမှမဟုတ်တတင်းရဲ့အချင်းမဲဒီလိုမျိုးအပြေးရောက်လာတာ ဲ့လိုမျိုးကြောင့်ရဲတွေကလည်းမထိမ့်သိမ့်နိုင်ဘူးပြောရရင်အဲ့ခေတုံးကအဲ့မှုကတော်တော်လေးကိုနာမည်ကြီးွားတယ်ဆိုရင်သတင်းမီဒီယာတွေအကြောင်းပါတယ်ဘာလို့လဲဆိုတော့သူတို့ကဒီနေရာကိုရဲတွေမရောက်ခင်မှာအရင်ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီဒီအလောင်းရဲ့ပုံသူတို့ရိုက်ခွင့်ရခဲ့ရိုက်ခွင့်ရခဲ့တဲ့အတွက်ကြောင့်အော်သတင်းမီဒီယာတွေမှာလည်းပါလာတယ်အဲ့လိုမျိုးတွေအတွက်ကြောင့်လူတွေချားမှာပို့ပြီးတော့ရွရွတက်တက်ဖြစ်သွားခဲ့ပေါ့နော် အခု Google မှာရှာကြည့်မယ်ဆိုရင်လည်းဒီပုံလေးတွေ့ရမှာပဲပေါ့နော်။ဘာလို့လဲဆိုတော့ဒီလိုပုံလေးဆိုတာကရေးလက်ထဲမှာပဲရှိရမယ်အရာဒီလိုမျိုးအာလူအများမှာမြင်ရမယ့်ဟာမျိုးမဟုတ်ဘူး။ဒါပေမဲ့အခက်ခါကအမီဒီယာသမားရဲ့အကြောင်းဒီလို case လေးဖြစ်သွားခဲ့ပေါ့နော်။အဲ့တော့အဲ့လိုမျိုးအခင်းဖြစ်တဲ့နေရာကိုရေးရောအများပြည်သူတွေရောသတင်းမီဒီယာတွေရောအိုးရှိသမျှ ဘေးနားတွေ့ရတဲ့လူအကုန်ကရောက်ချတာဖြစ်တဲ့အတွက်ကြောင့်အဲ့အလောင်းသားကတဲမုံစားရပျောက်ပြက်ခဲ။အိုခြေရည်ကလည်းနဲတဲ့ခြေရည်မဟုတ်တဲ့အတွက်ဘဲခြေရကိုယူရမှန်းလည်းမသိတဲမုံစားရတော်တော်လေးကိုပျက်စီးခဲ့။ဒါပေမဲ့ဒီအလောင်းရဲ့နားမှာတဲမုံစားပါတွေ့လဲဆိုတော့ဒီဒေါက်ဖက်နဲ့ရာတစ်ခုပေါ့နော်ခြေတစ်ဖက်တည်းဒေါက်ဖက်နဲ့ရာတစ်ခုရဲ့ပြီးတော့ကားတာရရဲ့အရာတစ်ခုကိုလည်းသူတို့တွေ့ခဲ့ပေါ့နော် ါကတော့သူတို့ဒီအလောင်းမြန်နာမှာတွေ့ရှိခဲ့တဲ့သင်းလုံစာရေးပေါ့တိတ်မကြခင်မှာပဲ FBI ရဲ့အကူအညီနဲ့ဒီတေဆုံးသူဟာဘယ်သူလဲဆိုတာကိုဖော်ထုတ်နိုင်ရဲ့အဲ့အချိန်ကဆောင်းဖိုတိုကိုအသုံးပြုပြီးတော့ဒီစက်နဲ့ပေါ့နော်လက်ပွေရကို Facebook ပို့ခဲ့တယ်အဲအာနေပြီးတော့စတက်ရဲ့မှတ်တမ်းတွေရာသူမကဘာလုပ်ဆိုတာကို58မိနစ်အတွင်းမှာဒီအစီရင်ခံနိုင်ခဲ့ပေါ့နော်ဒါဒါတွေကပြောရင်ဒီစုံစမ်း စစေးမှုရဲ့အစမှရဲတဖွဲ့အတွက်တော့တော်တော်လေးအားတက်စရာဖြစ်ခဲ့ဒီမှုမှာဆိုရင်တေဆုံးတဲ့အမျိုးသမီးဟာ Elizabeth Short လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ် Elizabeth Shaw ကို1924ခုနှစ်ဇွန်လ26ရက် Massachusetts ပြည်နယ် Boston မြို့မှာမွေးဖွားခဲ့တယ်။ Elizabeth Shaw မှာအမ၄ယောက်ရှိတယ်။ဖခင်ဖြစ်သူက1930ပြည့်နှစ်တွေလောက်မှာမိသားစုကိုစွန့်ခွာပြီးတော့ထပ်ပြေးသွားတယ်။ အဲ့နောက်မှာသူတို့မိသားစုကရင်းဆင်းရဲဒုက္ခနဲ့ကြုံတွေ့ခဲ့ရတယ်အဲလစ်ဘတ်ကဆိုရင်ငငယ်ရဲကပေါ့နော်တော်တော်လေးကိုရုပ်ရည်လဲချောမောပြီးတော့သူကဒီအမျိုးသမီးတယောက်ဆောင်နေမင်းသမီးတွေကိုကြည့်ပြီးတော့အားကြရတဲ့သူပေါ့နော်သူတော်တော်လေးလဲသဘောကျတယ်လို့မျိုးအဲ့လိုမျိုးတယောက်ဆောင်နေကိုကြည့်ရတာပေါ့နော်အသက်16နှစ်အရွယ်မှာသူ့ရဲ့မင်းသမီးဖြစ်ခြင်းနဲ့စိတ်ကိုမှတ်ပြီးတော့ဒီသူ့ရဲ့စွန်းစားမှုခီးတော့ဟောလိဝုဒ်ကိုသူထွက်လာခဲ့ အဲလစ်ဘတ်ကအဲလီမှာစပွဲတို့အလုပ်တွေလုပ် ပြီးတော့ဒီစကားတွေမှာလူရေးပွဲရှောင်းအော်ဒီရှင်တွေဖြေပြီးမဲ့လုံးဝမအောင်မြင်ခဲ့ဘူးပေါ့နော်။သူမမှာဆိုရင်လည်းဒီမှာနေရတော့တွင်တည်ငြိမ်နဲ့ဘဝမျိုးမရှိဘူးပေါ့နော်။ဒီလိုမျိုးစစ်မှုထမ်းဟောင်းနေနဲ့ချိန်တွေ့တာပြီးတော့ဒီအမျိုးသားမိတ်ဆွေတွေအိမ်နေမှာလှည့်လည်နေထိုင်နေပဲသူ့ဘဝကဖြတ်တန်းနေခဲ့ပေါ့နော်။တည်ငြိမ်တဲ့ဘဝမျိုးသူမမရှိခဲ့ဘူးပေါ့နော်။အဲဒီအမှုကို တော်တော်များများက black dahlia ဆိုရဲမှုနဲ့သိကြတယ်။ဘာလို့လဲဆိုတော့ short ကလှတယ်ပေါ့ဒီ alice back ကလှတယ်။အဲ့တော့ပြီးတော့သူကပြောရရင်ဒီအမဲအောင်မျိုးတွေအဝတ်တာများအမဲအောင် dress ပေါ့နော်အမဲအောင်ခေါင်းဝင်းအဲ့လိုမျိုးတွေအဝတ်တာများရတဲ့အတွက်သူ့သူ့ဘေးနားကလူတွေသူနဲ့ခင်တဲ့လူတော်တော်များများက black dahlia ဆိုရဲရုပ်ရှင်ကိုအမိပြုပြီးတော့သူ့ကို black dahlia လို့ခေါ်ကြတယ်။အဲ့တော့သူတည်ဆုံးသွားတဲ့အချိန်မှာဒီ Elizabeth Short လို့ခေါ်ရမယ့်အစားဒီမှုကို ဒီ blood တောင်တရာမှုလို့တော်တော်များများကတီးကြတယ်လူတက်ပြီးတော့ဒီလူတက်မှုဖြစ်ပြီးတော့ရသက်တပတ်အနေငယ်ကြာမှာဆိုရင်ဒီ Los Angeles Examiner သတင်းစာတိုက်ကိုစာတဆောင်ပေါ့နော်ဒီစာတူတဆောင်ရောက်ရှိလာခဲ့ဒီစာတူကဆိုရင်ရဲတွေကိုလောင်ပြောင်းပြီးတော့မီဒီယာတွေရဲ့အာရုံကိုတော်တော်လေးကိုဖန်ဆားခဲ့1948ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာ တရင်စာတိုက်ကိုဒီစာတိုတဆောင်နဲ့အတူဒီ Elspeth Short ရဲ့ပစ္စည်းတွေကိုပါပို့ပေးခဲ့ပေါ့နော်ဒီထဲမှာဆိုရင် Elspeth ရဲ့ပတ်စံအိမ်မွေးစရင်ပြီးတော့ဒီ business card ပြီးတော့ဓပုံတချို့လည်းပေါင်းဝင်ခဲ့လို့ပြောရပေါ့နော်ဒီစာရဲ့မှာဆိုရင်ဒီစာရေးထားတာမဟုတ်ဘူးပေါ့နော်ပြောရရင်သူကတည်င်းစာရေးတာစလုံးတွေကိုညှက်ပြီးတော့ကတ်ထားတာလို့ပြောလို့ရတယ် ဲ့တော့ဒီထဲမှာဆိုရင်ဘာရေးထားလဲဆိုတော့ဒါတွေက Dahlia ရဲ့ပစ္စည်းတွေနောက်ထပ်လဲငါထပ်ပို့ဝင်မယ်ပြီးတော့နောက်တစ်ဖက်မှာဆိုရင်ဒီစာဒီငရဲ့ပြည်ရလာသည်ဆိုပြီးတော့ရေးထားတယ်ပေါ့နော်ရဲတွေကဒီစာတွေကိုဒီစာရီရောဒီပစ္စည်းရောဒီထုတ်ပုံးမှုရောသူတို့ကလက်ဝယ်ရရှာရဲပေါ့။ဒီထဲမှာလက်ဝယ်ရတော့ရှိရမယ်ဆိုပြီးတော့ ဒါပေမဲ့လူတော်တော်မဟာတော်တော်လေးကိုပါနဲ့တင်သူတို့ပြောရမယ်။ तू ကဒီဟာကိုမပို့ခင်မှာဒီဒီဓာတ်စင်တစ်မျိုးကိုတုံးပြီးဟောဒါကိုပက်ကင်လုပ်ခဲ့ပုံပေါ်ရယ်။ဘာလို့လဲဆိုတော့ဒီပစ္စည်းတွေရောဒီစာမန်ရောဘယ်နေရာမှာမှလက်ဝေးရတစ်ခုတော့မတွေ့ရအောင်။လူတော်တော်မဆိုရင်ဒီစာရဲမှာသူ့ရဲ့ အာလူတက်မှုအမှုပညာဆန်းဆန်းဂုံယူနေပြီးတော့မီဒီယာရဲ့အာယုံဆိုင်မှုကိုလည်းလိုချင်နေရပေါ့နော်ပြီးတော့ तू ကနောက်တစ်ချက်မှာဆိုရင် तू ကရဲရဲထက်တလန်းတာနေပါလေဆိုတာမျိုးပြချင်တဲ့ပုံစံလည်းရှိရပေါ့နော်ဒီမှုအပြည့်ရှင်းမှုအတွက်ဆိုရင်ရဲရဲက Alice Pan နဲ့တိရဲ့ယောက်ျားအတိုင်းကိုစစ်ဆေးခဲ့အမျိုးသားပေါင်း85ဦးကျော်ကိုစစ်ဆေးခဲ့ပေါ့နော် ဒီ Robert Brad Manley လို့ဆိုရဲအမျိုးသားအောင်လဲစစ်ဆေးခဲ့ရဲဘာလို့လဲဆိုဒီအမျိုးသားဟာ Elizabeth နဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့အမျိုးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့သူ့အဓိကတန်မြတ်ရှိသူအဖြစ်စုံစမ်းပင်မဲ့သူ့မှာကဒီတိကျတဲ့အလီပိုင်းရှိနေပေါ့နော်အဲ့ဒီအတွက်ကြောင့်ရဲရဲသူ့ဘာမှလုပ်လို့မရခဲ့ဘူးဒီကြားရဲ့မမဘာဖြစ်ခဲ့သေးလဲဆိုတော့ဒီအမှုကတော်တော်လေး holy တချော ဖြစ်သွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်ရဲစခန်းကို လူပေါင်း200အကျော်ရောက်လာပြီးတော့ ဟုတ်တယ်ဒီမူကကျွန်တော်လုပ်ခဲ့တာကျွန်တော်တတ်လိုက်တာကျွန်တော်လုပ်တာဆိုပြီးတော့ဝန်ခံတဲ့လူပေါင်း200ကျော်ရှိခဲ့တယ်အဲ့တော့ရဲရဲတော်တော်လေးကိုအကြက်ရိုက်ခဲ့ပေါ့နော်ဘာလို့လဲဆိုတော့သူတို့မှလည်းဒီအမှုကိုသွားမဲ့လမ်းချောင်းကတော်တော်လေးကိုရှည်ခဲ့သူတော်တော်လေးလဲလမ်းမကိုရောက်သွားခဲ့ပေါ့နော်အဲ့လိုကြောင့်လေဒီစုံစမ်းစစ်ဆေးမှုကတော်တော်လေးကိုအကြီးအကျယ်ရှုပ်ထွေးသွားခဲ့ပေါ့နော် နှစ်ပေါင်း80ကျော်ကြာရဲ့ဒီ Black Dahlia ရဲ့အမှုကဟောလိဝုဒ်မှာအပြင်းမရှာနိုင်တဲ့နှုတ်ဝက်ချက်တစ်ခုအဖြစ်ကျန်ရှိနေခဲ့တယ်။ဒါပေမဲ့2003ခုနှစ်နောက်ပိုင်းမှာ POR တစ်ခုရှိခဲ့ပေါ့နော်။ဒါကဘာလဲဆိုရင် LPD စုံတောင်းဟောင်းဖြစ်တဲ့ Steve Steve Hotel ကသူ့ရဲ့ဖခင်ဖြစ်တဲ့ George Hotel ကိုဆွဆွဲခဲ့တယ်။ ဒီထဲမှာဆိုရင်ဘာတွေကပို့ပြီးတော့ theory ဖြစ်စေခဲ့လဲဆိုရင် George ကခွဲစိတ်ဆောင်ဝင်ဖြစ်တယ်။ပြီးတော့တော်တော်လေးကိုတော်ခွဲစိတ်ဆောင်ဝင်ဖြစ်တယ်။သူ့ရဲ့လက်ရာပေါ့နော်ဒီလိုသူ့ရဲ့ခွဲစိတ်တဒန်းရှောက်ကြည်ရမယ်ခွဲစိတ်မှုတွေနဲ့ဒီ Elizabeth မှာတွေ့ရတဲ့ hari နဲ့ကတော်တော်လေးကိုကိုင်ညီမှုရှိတယ်လို့တွေ့ရတယ်။ပြီးတော့လူတွေကဘာပြောကြလဲဆိုရင် George ရဲ့အိမ်ကြီးอ่ะပေါ့နော် လူတက်ဖို့လူတက်မှုလောက်ဖို့အတွက်တော်တော်လေးကိုလုံခြုံတယ်တော်တော်လေးကိုကြီးမားရဲ့ကြောက်ဖို့ကောင်းတဲ့အိမ်ဖြစ်တယ်လို့လူတွေကအစတင်ပြောလာခဲ့ပြီးတော့ Alice Bar နဲ့ခင်ဘူးရယ်ဆိုရယ်ခင်မင်မှုရယ်ဆိုရယ်ကောလာဟန်လာကြီးလည်းထွက်လာခဲ့ပေါ့နော်အဲ့ဒီပြင်ဘာဖြစ်ခဲ့သေးလဲဆိုတော့1946ခုနှစ်မှာဒီ George ကိုသူ့ရဲ့သမီးဖြစ်သူ Tamer Hotel က အာသူ့ကိုလိမ်မိုင်းဆိုင်ရာလွဲသုံးစားလုပ်ခဲ့ပါတယ်ဆိုပြီးတော့တိုင်ကြားခဲ့ပေါ့နော်ဒီ6 months စေးမှုဒီကိစ္စအဒီမှုမှလည်းလုပ်ခဲ့ပေါ့နော်လုပ်ခဲ့တဲ့အချိန်မှာဒီတရားရုံးကခွင့်ပြုချက်တစ်ခုနဲ့သူတို့ကဂျော့ရှ်အိမ်ကိုလွှတ်ဆောင်နေပေါ့နော်ဒီလွှတ်ဆောင်နေပဲအာဝိုင်ယာတိတ်တိခိုးတိုက်ခဲ့ပေါ့နော်ပြောရရင်အတန်ဖိုင်နေပေါ့နော်အတန်ခိုးနှားထောင်လို့ရတဲ့ဟာကြီးခိုးတိုက်ခဲ့အဲ့ဒီတုန်းကသူတို့ကဗာကြားခဲ့ရလဲဆိုတော့ ီ George ရဲ့ကြောင်တောင်တောင်သားကြီးကြားခဲ့ရတယ်။ဘာပြောလဲဆိုတော့ George ကတကယ်လို့ငါ Black Delia ကိုတတ်ခဲ့တယ်ပဲထားပါတော့တဲ့။ဘာမှလည်း proof တဲ့သူတို့မှတက်တည်လည်းမရှိဘူးလေငါ့ကိုဖမ်းကျင်တော့နဲ့။ငါ့ကိုဖမ်းကျင်လို့တဲ့ဆုံးလန်းစစ်ဆေးကျင်လို့တဲ့ငါနဲ့စကားပြောကျင်တော့နဲ့။ငါရဲ့အတွင်းမှုနဲ့ပြောရမှာတဲ့။အခုလေအဲ့အတွင်းမှုဆိုရယ်ကောင်းမအသေးပြီလေတဲ့။ ငါတတ်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့လीဆိုပြီးတော့အဲ့လိုပြောလာတယ်ပြောလာတော့ဒီအတန်ဖိုင်ကိုရဲတွေကကြားခဲ့ပေါ့เนาะအဲ့တော့ရဲတွေတော့လေသူကအဓိကတန်ရရှိသူတရားခံဖြစ်ခဲ့ပေါ့เนาะဒါဒီ theory အတွက်ဆိုရင်တော်တော်လေးကိုအားကောင်းတဲ့ theory တစ်ခုပေါ့เนาะဒါပေမဲ့ Joshua ဆိုရင်တော်တော်လေးကိုအရေးပါတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့เนาะ အဲ့တော့ကြောင့်သူကရာဇဝတ်မှုတွေလုပ်မယ်ဆိုရင်တောင်မှအာဏာရှိရင်သူတွေကဖုံးပေးမှာပဲသူကအဲ့လောက်ထိအရေးပါတဲ့လူဖြစ်တယ်လို့တည်င်းနေနဲ့ထွက်ခဲ့ပေါ့နော်ဂျော့ချ်ကိုမဖမ်းမိခင်မှာဂျော့ချ်ကဖိလပိုင်ထွက်ပြေးသွားထွက်ပြေးသွားပြီးနောက်မှာတော့ Black Dahlia နဲ့တူရဲမှုတွေလည်းအလီမာလုံးဝရပ်တန့်သွားခဲ့အဲလစ်ဘတ်တေဆုံးမှုအားဆိုရင် Hollywood ရဲ့ဒီရွှေခက်မှာပေါ့နော် ဒီပုတ်သွင်းနေတဲ့အတွင်းမှရလှိုက်စားနေတဲ့လိုအပ်ချက်တွေကိုပေါ်ထုတ်ပြသနိုင်ငယ်လို့ဆိုရပါတော့လူတွေကသူမရဲ့ခြေကွဲပွဲကံကြမ္မာဆိုရင်ဟောလိဝုဒ်ရဲ့ရုပ်ရှင်မင်းသမီးတဦးဖြစ်ချင်တဲ့အိမ်မက်ဟာဘယ်လောက်တောင်အန်ဒီရရှိခဲ့တယ်လဲဆိုတာကိုလည်းပြသနိုင်ခဲ့ပေါ့နော်ဒီမှုအားဆိုရင်မီဒီယာရဲ့အမှားနဲ့လူသက်သမားရဲ့တော်တော်လေးကိုပါနှက်မှုအကြောင်းခုချိန်ထိအပြေရှာမရနိုင်တဲ့ လိုအပ်ချက်ကြီးတစ်ခုဖြစ်ကျန်ရှိနေခဲ့ပါတော့တယ်။ကြီးနေတဲ့သူတွေရောဒီမှုအားဆုံးရင် George လောက်ခင်လို့ထင်လားဒါမှမဟုတ်အနုပညာအတိုင်းဝိုင်းရှုပ်ထွေးပွင့်လင်းမှုတွေကြောင့်ပဲတရားခံဖြစ်သွားခဲ့ရလားပေါ့နော်။ commonly မှာဆွေးနွေးပေးသွားခဲ့ပါအောင်ပြီးတော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီးတော့လည်းနောက်ထပ်စစ်လို့ရှာဝဲရမှုတွေကိုစောင့်မျှကြည့်ရှုလို့အမေမေးပါနေအောင်နော်တတ်တာ